အင်ယူကတော့ပြင်းပြင်းနဲ့ပဲ0နဲ့ထိုင်နေခဲ့ပါတယ်0ကတော့ကြောင်စီစဉ်တစ်ခုကြီးနေပြီးတော့အရန်သဘောကျနေတာကြောင့်ကြောင်မွေးကျင်တယ်လို့ပြောနေခဲ့ပါတယ်ဒါပေမဲ့အင်ယူကတော့ညင်လိုက်တာကြောင့်0ကတော့သူ့ရဲ့အုတ်ထုံးမှာကြောင်ပုံပါနေတာတော့ဘာလို့ညင်ရတာလဲလို့မေးလိုက်ပါတယ်ဒါပေမဲ့ဒီပုံကတော့ကြောင်ပုံမဟုတ်ဘဲနဲ့တခြားသားရဲ့တစ်မျိုးဆိုတာသိလိုက်ရပါတယ်0ကတော့အဲ့ဒီအကောင့်ကြောင်းမေးလိုက်တော့ AO ကတော့သူ့ဆရာရွှေအင်းနဲ့လေ့ကျင့်နေတော့ကသူတို့ရဲ့အချိန်မျိုးတိုင်းရီနဲ့တိုက်ခိုက်ရင် ကုန်ဆုံးခဲ့ကြပုံပြောပြပါတယ် ဒီနေ့မှာတော့အင်းရောကတော်ရီယိုတယောက်တည်းထွက်သွားတော့ရုတ်တရက်ကြောင်းနေစင်နဲ့ထူးဆန်းတဲ့တရဝရကောင်တွေ့လဲရပါတယ်။သူကတော့အရင်ကြောင်းနေခဲ့တာကြောင့်အင်းရောကသူနဲ့ဆော့ပေးပြီးအားပေးခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲရှူရင်ကတော့ဝေးရနေဆောက်ကြည့်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အင်းရောကအဲ့ဒီကောင်ကြီးကိုအိမ်ခေါ်လာပြီးမွေးခဲ့ပါတယ်။နေ့တွေရက်တွေခုံလုံလာတာနဲ့မြတ်သူတို့နှစ်ယောက်ကလည်းတယောက်နဲ့တယောက်အရင်တွေ့တာလာခဲ့ကြပါတယ်။ဒီနေ့မှာတော့ညမောင်နဲ့မှာတော့ရှူရင်ကတော့ဒီကောင်လေးပုံစံအယုံလေးတွေကိုလှုပ်ပေးလိုက်တော့အင်းရောလည်းသူ့ကိုကျေးဇူးတင်ခဲ့ပါတယ်။ သူတို့ကတော့တယောက်နဲ့တယောက်အတူတူစားအတူတူနဲ့အတူတူကစားအတူတူအိတ်နဲ့ပဲလုံးဝမခွဲပဲအချင်းတော်ကြနေထိုင်ခဲ့ပါတယ်။တနေ့မှာတော့သူတို့ကတောထဲမှာတွေ့ရှိနေတော့ရုတ်တရက်လူတယောက်ကတော့အကူကြီးတောင်းနေတဲ့အတောင်ကြားလိုက်ရပါတယ်။သူတို့ချက်ချင်းပဲသွားကြည့်လိုက်တော့အဲ့ဒီလူကိုတွေ့လိုက်ရပြီးတော့အဲ့ဒီလူကတော့သူ့ကိုတားကောင်ဖမ်းတဲ့တောင်ကြောင်းကနေလှုပ်ပေးပါလို့အကူကြီးတောင်းလိုက်ပါတယ်။အဲ့ဒီချက်မှာတော့အင်ယောကတော့ဒီလူကမုတ်ဆိုးတယောက်ဆိုတာသဘောပေါက်သွားပါတယ်။ ပြည်သူနဲ့တိုးဟိတ်ထဲကဖမ်းမိလာတဲ့တရဝရီအားလုံးထုတ်ပြီးလှုပ်ပေးလိုက်ပါတယ်။ဒါကြောင့်မိုးစိုးကလည်းရန်ဒေါသထွက်သွားခဲ့ပါတယ်။ပြည်သူနဲ့သူကသူ့တနတ်ကိုထုတ်လိုက်ပြီးအင်ယိုတော့မင်းမသိချင်းငါ့ကိုလှုပ်ပေးလို့ချင်းချောင်းလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲအင်ယူရဲ့အကောင်လေးကတော့အဲ့ဒီလူရဲ့ခြေထောက်ကသွေးတွေကိုတတိထားမိသွားပြီးရှက်လိုက်ပါတယ်။ဒါကြောင့်ပဲသူ့ရဲ့အရွယ်အစားကတော့ရုတ်တရက်ပဲကြီးလာခဲ့ပြီးတော့အေယာမာသားရဲ့ဖြစ်ပြောင်းသွားခဲ့ပါတယ်။ဒါကြောင့်ပဲသူကဆက်ရန်ဝင်သွားခဲ့ပြီးအဲ့ဒီလူကိုအပြင်းပြင်းနဲ့တတ်ခတ်လိုက်ပြီးတတ်ပစ်လိုက်ပါတယ်။ဂါရီယိုတော့အင်ယူကမြင်နေရပေမဲ့ဘာမှနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ ဲ့ဒီချိန်မှာပဲတာရီကတော့သူ့ကိုစန်းနန်းစာနဲ့ပဲတတ်ခိုက်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာတော့ရွှေအင်းကတော့ပေါ်လာခဲ့ပြီးသူ့ကိုကဲတင်နိုင်လိုက်ပါတယ်။ရွှေအင်းကတော့ငါအစကတည်းကကုန်ပြီရဲ့။ဒါပေမဲ့မင်းကမပြောခဲ့ဘူး။ဒါပေမဲ့တကယ်အမှန်တရားကတော့ဒီတာရီကတော့သူ့ကို channel ရေးလိုက်တဲ့ခါမှာတော့အရွယ်ဆကြီးလာပြီးကျွန်တော်နဲ့တာရီအဖြစ်ပြောင်းသွားတာပဲလို့ပြောလိုက်ပါတယ်။အီယောတော့ဒါဆိုသူ့မူလပုံစံအတိုင်းပြန်မဖြစ်နိုင်တော့လားလို့မြင်လိုက်ပါတယ်။ရှင်ဝင်းကတော့မရဘူးအင်းရောငါတို့ကမကမဲတိုင်းမှာရှိနေရ။ဒီတိုင်ရဲ့သဘောကဒီလိုပဲလို့ပြန်ဖြစ်လိုက်ပါတယ်။ ပီတန်နဲ့ချက်ချင်းပဲသူကအောက်ကိုဆင်းသွားခဲ့ပြီးသူဆွမ်းအားကိုအသက်သွင်းလာဒါတဲ့ချောင်းဖန်တီးလိုက်ပါတယ်ပီတန်နဲ့တားရဲကိုတိုက်ခိုက်တော့မချိန်ပါပဲအင်ယိုကတော့သူ့ကိုတားလိုက်ပြီးတော့ခြေစုပ်ပြူပြီးကျွန်တော်ကိုပဲတက်ခွင့်ပေးပါလို့ပြောလိုက်ပါတယ်ဒါကြောင့်ရှိုးရင်ကတော့ကောင်းပြီလို့ပြောပြီးနောက်မှာတော့အင်ယိုကလည်းဒါတဲ့ချောင်းဖန်တီးလိုက်ပြီးတားရဲကိုအမြန်ဆုံးတိုက်ခိုက်လိုက်ပါတယ်ဒါမဲ့တားရဲကတော့သူ့ရဲ့တိုက်ခိုက်မှုတွေကိုကာကွယ်လာပြီးတော့အင်ယိုလွင်သွားအောင်ပြန်တိုက်ခိုက်လိုက်ပါတယ်ဒါမဲ့အင်ယိုကတော့ထပ်ပြီးတော့တိုက်ခိုက်ဖို့လုပ်လိုက်ပြီသူသားကတော့သူ့ရဲ့လက်ထဲကနေလွင်သွားခဲ့ပြီးတော့တားရဲကတော့သူ့ထပ်မှန်လဲကြသွားအောင်ရိုက်ချလိုက်ပြီးတော့အင်ယိုဝင်သားကိုချိတ်ကပ်လာခဲ့ပါတယ် ။အင်ရောအဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရပြီးတော့အတိတ်ကိုပြန်သတိရသွားခဲ့ပါတယ်။သူတို့အတူတူဖြတ်တန်းခဲ့တဲ့ပြောစရာချင်းတွေအားလုံးပြန်သတိရသွားပြီးမယ်။သူမနဲ့ဘရိုတို့လိုအရင်လုံးပြန်မဖြစ်နိုင်မှသဘောပေါက်သွားခဲ့ပါတယ်။ဒါကြောင့်ချက်ချင်းပဲဒါတချောင်းကိုထပ်ပန်တီးလိုက်ပြီးတိုင်းရင်ကိုအလင်းမြန်ပဲတက်ခတ်လိုက်တာလုံးဝအဆုံးသက်ပစ်လိုက်ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဒီဖြစ်ရအင်ကိုစိတ်တိကျလိုက်စေခဲ့ပါတယ်။ဒါကြောင့်ရှူရင်ကလည်းသူ့ကိုနှစ်သိမ့်နေခဲ့ပြီးတော့နောက်ဆုံးမှာတော့သူကအနေငယ်တည်ငြိမ်သွားခဲ့ပါတယ်။ပြီးတော့လည်းလက်ရှိချက်ကိုပြန်ရောက်လာပြီးတော့အင်ကတော့ဒါတွေအားလုံးကို0ကိုပြောပြနေခဲ့တာပါ။ ဒါကြောင့်ဇီရိုကလည်းအင်ယိုဆင်မတိကိုက်စေခြင်းလို့ကြောင်မွေးဖို့မတောင်းဆိုတော့ပါဘူး။တစ်ဖက်မှာတော့အမလီယာမဂမေတာကြီးကိုပြန်ရောက်လာပြီးတော့လေးရင်နေပြောင်းနေတာကြောင့်ရှာဖွေဖို့ရောက်လာခဲ့တာပါ။ဒါမှယုတ်တရပဲသူလေးမောမရှိနေတော့မှပဲရေးပေါ်ချက်ပေးတန်နေထွက်ပေါ်လာပြီးတော့ကြောက်တုံးကြီးကသူ့ကိုပြစ်ပေါက်နေခဲ့ပါတယ်။ကြောက်တုံးကြီးပြစ်ပေါက်နေတဲ့အားဇတိုက်ဖြစ်နေတော့လေးရင်ဖွဲ့သားတွေကတော့ပြဿနာကိုဖြေရှင်းမှုစူးစမ်းပြီးတော့ကြောက်တုံးကြီးကိုကြည်စံနဲ့ဖျက်ဆီးလိုက်ကြပါတယ်။ ါပေမဲ့ကံမကောင်းစွာနဲ့ပဲအရေးတွတ်အများလုံးနဲ့ရောက်ပါဖြစ်သွားခဲ့ပါဦး။ခဏကြာမှတော့လက်တစ်ခုကလင်းရင်အောင်ဆွဲချလိုက်ပြီးတော့လင်းရင်ကတော့မြေပြင်ပေါ်ပြိုကျသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာဒီတတိယမိုရီယာကျတော့အင်ယိုစီကိုကုညီတောင်းဖို့အများဆုံးသွားလိုက်ပါတယ်။သူရောက်ရောက်ချင်းမှာပဲအင်ယိုကသူ့ကိုအဲ့ခံလာပြီးတော့မင်းဘာလို့ပြန်လာတာလဲလို့မေးလိုက်ပါတယ်။မော်ရီယာကတော့သူ့သမီးဖျက်ပြခဲ့တာတွေအလုံးပြောပြလိုက်ပြီးတော့အင်ယိုကိုကူညီတောင်းလိုက်ပါတယ်။ဒါကြောင့်အင်ယိုကလည်းကောင်းပြီ။အာကူညီမယ်ဒါပေမဲ့ဒီခါတော့ပတ်စံကိုတုံးစားပေးရမယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်မော်ရီယာလည်းသဘောတူလိုက်ပါတယ်။ ီးတဲ့နောက်မှာတော့သူတို့တွေလည်းတိုက်ကြီးစီကိုသွားလိုက်ကြပါတယ်။အမလီကတော့လေယုံထားခဲ့ပြီးတော့တောထဲကိုသွားနေတော့ရုတ်တရက်လူနေတူတဲ့တတ်တော်အောင်ပေါ်လာခဲ့ပါတယ်။အမလီကတော့အရန်ကြောက်သွားပြီးသူ့ကိုတက်ချင်နေတယ်လို့ထင်ခဲ့ပါတယ်။ဒါပေမဲ့သူကတော့အမလီရောနှုတ်ဆက်ကသူ့ကိုမထိခိုက်စေလို့ကြောင်းပြောပြပါတယ်။ဒါပေမဲ့တချိန်ထဲမှာပဲလက်နက်တွေကိုမကြိုက်ကြောင်းနဲ့ဒါကြောင့်မို့ဒီနားလာတဲ့လေယုံတွေကိုဖျက်ချနေရဖြစ်ကြောင်းပြောပြပါတယ်။ပီးတဲ့နဲ့အမလီယာနဲ့အဲ့ဒီနေရာလေးထွက်သွားကလေယုံစီကိုပြန်လာခဲ့ပါတယ်။အဲ့ဒီခါမှာတော့မှန်ကြီးကတော့အကူအညီတွေရောက်လာရေလို့သူ့ကိုပြောပြလိုက်ပါတယ်။ ဒါမဲ့တိုင်းရင်းတွေကတော့ခဏလေးတင်းမှာပဲအကူအညီပေးဖို့လာရတဲ့လင်းတွေကိုတစည်းပြီးတစည်းအကုန်ဖျက်ဆီးပစ်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲ INOCO 0ဆီကတရင်ရောက်လာခဲ့ပါတယ်။ဒီဖြစ်ရတဲ့အားလုံးက Erin နေကြောင့်ဖြစ်ရတာဖြစ်ပြီးတော့ Mori ကတော့ဒီ Erin လူမျိုးစုတွေကြောင့် INO မေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူက Erin နေကြောင့်ပထမဆုံးအချိန်ကြာဘူးတာမို့လို့ပါ။တကယ်တော့ Erin နေကမကမေးတိုက်ကြီးရဲ့မူလနေထိုင်သူတွေဖြစ်ပြီးတော့သူတို့ကတော့လူနဲ့တူတဲ့တားရဲတကောင်ဖြစ်တဲ့ဆိုတာသိလိုက်ရပါတယ်။ INO ကတော့ပြောပြနေတော့မှပဲ Mori ကတော့ Erin ကိုတွေးလိုက်ရပါတယ်။ တစ်ဖက်မှာတော့ MLA ကတော့လေရင်ထဲမှာပဲရှိနေတော့ရုတ်တရက်စစ်သားတွေကတိုင်းရဲတွေကြီးကန်လာတာတတိထားမိလိုက်ပြီးတော့သူတို့ရဲ့လက်နက်တွေနဲ့ပြို့ဖို့အပြင်ထွက်လာကြပါတယ်။ MLA ကတော့သူတို့ရဲ့အပြုတ်မှုကြောင့်ဆိတ်ပူသွားခဲ့ပါတယ်။အထူးသဖြင့်ဒီတိုင်းရဲတွေကရန်လိုတဲ့သူတွေမဟုတ်မှန်းသိလို့ပါ။သူမကတော့စစ်သားတွေနောက်ကိုပြေးလိုက်သွားပြီးသူတို့ရှိရောက်ရောက်ချင်းမှပြစ်ခတ်ဖို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဒီတားရဲတွေကလက်နက်တရုံမုံဒီလိုပါပဲ။ဒါမှမဟုတ်ဘသူမှသူစကားကိုမနာခံမင်းနဲ့အရင်ရောအမြန်ဆုံးကြည်စံနေနေပဲတတ်ခတ်လိုက်ကြပါတယ်။ ဒါပေမဲ့ Airin ကရှောင်းလိုက်တော့သူတို့တွေက RPG တလုံးနဲ့တက်မှန်တိုက်ခိုင်းလိုက်ပါတယ်။ကြီးစန်းပေါက်ကွဲသွားခဲ့ပြီးမြင် MOS ရကောင်းတာ Airin ကတော့ဘာမှမဖြစ်ပါခဲ့ပါဘူး။ဒါကြောင့်သူကလည်းစစ်သားတွေရဲ့သူ့ရဲ့လက်ကိုရှေ့ထွက်ကအဲ့ဒီလက်တွေနဲ့ပဲသူတို့ရဲ့လက်နက်တွေကိုပြုတ်ကျသွားစေရုံလောက်ပဲတိုက်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့စစ်သားတွေရောတော့တိုက်ခိုင်းမှုမရှိခဲ့ပါဘူး။အဲ့ဒီချိန်မှာပဲစစ်သားတွေရတဲ့အဲ့ဒီနေရာနဲ့အများဆုံးဆုတ်ခွာသွား Amelia ဟောခွဲသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲ Airin ကလည်းအင်ယွန်ရရှိနေတဲ့ရဟန်းကိုမြင်လိုက်ရပြီးတော့လေယွန်တိုက်ခတ်လိုက်ပါတယ်။ ဒါမဲ့အင်းကတော့မိုရီကိုခေါ်လာပြီးတော့ရဟန်းမောင်ကနေခေါ်ချခဲ့လိုက်ပါမြေပေါ်ရောက်ပြီးနှစ်နောက်မှာတော့မိုရီကတော့တော်တမီးစီသွားပြီးအဆင်ပြေလားလို့မိလိုက်ပါတယ်အင်းကတော့အရင်ရှီကိုသွားလိုက်ပြီးတော့အင်းကတော့ချက်ချင်းပဲသူ့ကိုတတ်ခတ်လိုက်ပါတယ်ဒါမဲ့အချင်းမဟုတ်တဲ့အင်းကတော့သူ့ရဲ့တတ်ခတ်မှုအလုံးစတတ်ပဲရှောင်လိုက်ပါတယ်ပြီးတော့သူကမြားရီဖန်တီးပြီးအရင်ကိုပြစ်လိုက်ပါတယ်ဒါမဲ့သူ့ကိုမထိခဲ့ပါဘူးသူတို့နှစ်ယောက်ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကိုရောက်သွားခဲ့ပါတယ်သူ့ရဲ့မြားရီနဲ့စတတ်ပြစ်နေခဲ့ပေမဲ့အရင်ကလည်းလူကူတဲ့ပြန်မမဟုတ်တော့မြားရန်ကသူကတားဆီးလိုက်ပါတယ် အဲ့ဒီချိန်မှာပဲအင်ရောကသူ့ကိုတိုက်ခိုက်ဖို့ဒူးစန်းတဲ့အရာတခုကိုဗန်နေပြီးအရင်စီကိုပြစ်လိုက်ပါတယ်။အဲ့ဒီချိန်မှာအမလီကတော့အင်ယောစီကိုသွားပြီးကက်တင်ဘေးလို့ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ဒီတိုင်းရင်မတက်သေးပါဘူး။သူကရန်လို့တော့မဟုတ်ဘူး။ဘသူ့မှာမထိခိုက်စေချင်ဘူး။သူကလက်နက်တွေကိုဝယ်မုန်းတာပါလို့ပြောလိုက်ပါတယ်။အင်ရောကတော့ဒါပေမဲ့ငါဘသူ့မှာမတက်ပါဘူးလို့ပြောလိုက်တော့ကောင်မလေးကလည်းကိုယ်တိုင်တိတ်ချောင်ကြီးလိုက်တဲ့အခါမှာတော့အရင်ကတော့အသက်ရှင်နေပြီးမတ်စမဲလိုတွေအောက်မှာမြုပ်နေတာကိုတွေ့လိုက်ရပါတယ်။သူကတော့မတ်စမဲလိုနေကိုမြည်ကြည့်လိုက်တော့အရင်သဘောကျသွားခဲ့ပါတယ်။ပြည်တာနဲ့ဂျန်နယ်တိုင်းရဲတွေလည်းစူဝေးလာခဲ့ပြီးတော့မတ်စမဲလိုတွေကိုစားလိုက်ကြပါတယ်။ ။ဒါကြောင့်သူတို့လည်းကြိုက်သွားကြပါတယ်။အဲ့ဒီမှာတော့အင်ရောတော့ကျွန်တော်တို့ကရန်သူမဟုတ်မင်းတို့ဒုက္ခမပေးချင်ပါဘူးလို့ပြောလိုက်တော့အင်ရောလည်းငါတို့လည်းငြင်းငြင်းရရလွဲပြီးဘာမှမလုပ်ချင်ပါဘူးလို့ပြန်ဖြေလိုက်ပါတယ်။ဒါကြောင့်အင်ရောလည်းစိတ်မူပါနဲ့ကျွန်တော်တို့အခုသွားတော့မှာပါခမရတို့နေရာဘယ်သူမှထပ်ပြီးမချိခတ်တော့ပါဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့တကယ်ပဲသူတို့အားလုံးလည်းအဲ့ဒီနေရာကနေထွက်သွားကြပါမယ်။အင်ရောကတော့ကိစ္စတချို့ရှိလို့တိုက်ကြီးမှပဲဆက်လက်နေခဲ့ပါတယ်။